Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇင်ရပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မယန်းကုန်းမြို့နယ်ရှိသဒ္ဒနာဟိတကျောင်းတိုက်တွင်48ကျိန်းမြောက်စုပေါင်းမဟာဘုံကထိန်အလူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်2ရပ်ကွက်မင်္ဂလာလန်းရှိသဒ္ဒနာဟိတကျောင်းတိုက်တွင် ဒီကနေ့နိုဝင်ဘာလ၄ရက်နနက်၉နာရီက48ကျင်းမြောက်စုပေါင်းမဟာဘုံကတိန်အလူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါ48ကျင်းမြောက်စုပေါင်းမဟာဘုံကတိန်အလူတော်ကိုနှစ်ဖက်သောမိဘများဖြစ်တဲ့ဥရွှေထွန်းဒေါ်ခင်တန်းဥသစ်ဆန်းဦးဒေါ်ဆန်းဆန်းဦးတို့အားအမှုထား၍ကတိန်အလူတရက်ကဥထွန်းထွန်းဦး ကထိန်အလှဒရကမှာဒေါ်မေဇော်ဦးမိသားစုတို့မှာမတီးပြီးခொနည်းတာသမီများစုပေါင်းကဆက်ကပ်လူရန်ခဲ့တာဖြစ်ပြီးအမှတ်20လွတ်လပ်ရေးလမ်းရှည်ရွက်ွယ်လှိုင်မြို့နယ်မှာလဲပညာရေးငွေပရေသာပင်ကိုရာလာပညာရေးဖောင်ဒေးရှင်းတို့လှူဒန်းခဲ့တယ်လို့သိရပါတယ်။ကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားကိုကြောက်ရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့ အဘိဓအပေါင်းတို့ကနမောတသသုံးချိန်ယူဆိုဖျားကြောကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဆရာတော်ဗဒ္ဒနာညာနာတာမိထံမှာရှစ်ပါးသီလခံယူဆောက်တည်ခဲ့ပါတယ်အဲနောက်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှာပိယိတ်တရားတော်များရွေးပွားချင်းမြင်ပေးတော်မူခဲ့ပြီး သဒ္ဒနာဟိတကျောင်းတိုင်းအတွင်ပူရိမဝါမထမြောက်တော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်များနှင့်ပင့်တန်ဃာတော်အရှင်သူမြတ်တို့အားအလူရှင်များမှကထိန်လျာညက်တင်ကန်းနှင့်တူတန်းဝေရများကိုစက်ကအလူတန်းခဲကောင် သဒ္ဒနာဟိတကြောင့်တိုင်းစီရတော့ဗဒန္နာညာနာတာမိမှာကထေနုမောနာတရားဟောကြားကလူဒန်းမှုအစူးစူးတို့အတွက်ရေဆက်သွန်းချအများပေးဝေပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထုသုံးကြိမ်ရွဆိုဆူတောင်း၍ရွှေမုံငွေမိုးများရွာသွန်းဖြိုးကအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။အိုင်နောက်မှာတော့48ကြိမ်မြောက်စူပေါင်းမဟာဘုံကထေအလူတော်မင်္ဂလာအခမ်းအနားမှာဆရာတော်ကြီးနဲ့ပင့်တန်ကတော့အရှင်သူမြတ်များအား နေစွန်းစက်ကလူတန်းပေးခဲ့ပြီးအပရိသတ်များကိုလည်းနေလေစာဖြင့်တက်ခင်းအခန့်ကျွေးမွေးခဲ့တယ်လို့သိရပါဗျ။ 要要。